လာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့နှလုံးရောဂါတွေကိုအမြန်ပျောက်ကင်းသက်သာစေတဲ့ခါတာလေးနဲ့မြောက်ပေးမှဖြစ်ပါတယ်ဗျာအိမ်မှာရှိတဲ့ဘိုးဘမိဘဆရာသမားလူကြီးတွေရှိနေရွေးပေးလို့ရသလိုကိုကိုတိုင်ဖြစ်လည်းရွေးလို့ရပါတယ်ဗျာနှလုံးနေရာလေးကိုကိုရွေးလေးတွေ့ရအသားလေးတင်မယ်တင်ပြီးတော့အသားလေးညာဘက်လက်ဖွာလေးနဲ့အုပ်ပြီးတော့ဒီခါတာလေးရုပ်ပြရမှာဖြစ်ပါတယ်အီတီ တောမပဋ္ဌာနံဗုဒ္ဓံသရဏံကိစ္ဆာမိဣတိတောမပဋ္ဌာနံဓမ္မံသရဏံကိစ္ဆာမိဣတိတောမပဋ္ဌာနံသံဃံသရဏံကိစ္ဆာမိဣတိတောမပဋ္ဌာနံဗုဒ္ဓံသရဏံကိစ္ဆာမိဣတိတောမပဋ္ဌာနံဓမ္မံသရဏံကိစ္ဆာမိဣတိတောမပဋ္ဌာနံသံဃံသရဏံကိစ္ဆာဒုနာယေသက်စေယုပေမှာဖြစ်ပါတယ်ဗျလူနာအသက်20ဆိုတဲ့ခေါင်း20အသက်30ဆိုတဲ့ခေါင်း30အသက်50ဆိုတဲ့ခေါင်း50 ဒါလေးကိုမနေ့တစ်ကြိမ်ညနေတစ်ကြိမ်ယူပေးပြီးတပတ်အတွင်းမှာထူးခြားသိသာစွာပဲနှလုံးရောဂါလေးလင်းမြန်စွာတတ်တပြောက်ကင်းစေပြီးကိုယ်စိတ်နှလုံးတွေအေးမြစေပါတယ်ဗျာကာရဏနဲ့ပြည့်ကျင်းလေးရတော့ဤသို့အားဖြင့်အေးမြခြင်းအဓိကအဓိကပဒနာဖြစ်တော်မူသောဖျားရှင်ကိုရိုမြတ်ကြီးကိုကိုကိုရာဝီစီကပ်ပါဤသို့အားဖြင့်အေးမြခြင်းအဓိကပဒနာဖြစ်သော မူသောတရားတော်မြတ်ကိုကိုယ်ရောက်ရေးစိက္ခပါဣတုသပိအိမြချင်းအဓိကဗဒနာဖြစ်တော်မူသောတန်ခါတော်မြတ်တန်ခါတော်ရှင်သူမြတ်များကိုကိုယ်ရောက်ရေးစိက္ခပါဖျားဆိုတဲ့ကဏ္ဍနဲ့နေမဲ့ခြင်းလေးပဲဖြစ်ပါတယ်ဗျာကိုယ်ရဲ့တွေ့ရလေးကိုတားလေးအုပ်မဲ့ ။ဟောပြီးဒီကတော့လူနာတက်ဆိတ်ရုပ်ပေးပါကိုကိုနိုင်ပြေကိုကိုနိုင်ရုပ်လို့ရပါတယ်ဗျ။အဲ့တော့တစ်ဘက်နှစ်ဘက်တွင်အတွင်းမှာပဲကျွန်တော်တို့နှလုံးတွေညင်တဲ့နှလုံးတွေအေးချမ်းစီတဲ့ကိုယ်စိတ်နှလုံးကိုယ်စိတ်သုံးပါအေးမြစီပါတယ်ဗျ။ရွတ်ကြည့်ပါတကယ်ဆွမ်းပါတယ်ဗျ။အကဲခုနှစ်သားများတွေနှလုံးရောကပြောက်ခါတယ်လေးမြောက်ပေးပါဦးမယ်ဗျ။နောက်ဗီဒီယိုမှာတော့ခေါင်းကိုက်တို့မျက်လုံးတို့အကျိုးတို့စပြီးဆက်လက်ပြီးမြောက်ပေးပါဦးမယ်ဗျ။အားလုံးကျေးဇူးတင်ပါတယ်ဗျာ။